မင်္ဂလာပါလို့မင်္ဂလာပါဒီပေးကစရိပီတိလေးကတော့မနေ့ကညကကျွန်တော်တို့ TikTok live ရဲ့ရရှိတဲ့3390 196ဘတ်ပေါ့เนาะဒါဩစတြေးလျကအဲအကိုကြီးရဲ့ဒေါ်လာက400ကျော်အမှန်လွှဲလို့မရသေးဆိုထားပါဒါလက်ရှိ live ချိန်အတွင်းမှာရတဲ့ငွေပေါ့အဲ့တော့ပထမရက်ကတည်းနှစ်သိန်းကျော်ကျွန်တော်တို့ရရှိသေးတယ်အဲ့တော့ဒါတွေအားလုံးကအခုကျွန်တော်ထပ်မေးနေကြကိုစီ live မနှွင့်တော့ဘူးလားမ အမှန်တကယ်ကလေတလောက်တစ်ခါလောက်ပဲကျွန်တော်တို့လုတ်တင်တယ်ဘာဖြစ်လို့ဆိုတော့အခုကျွန်တော်တို့လွှင့်နေတဲ့ light ကထိုင်းတန်နိုင်ငံတွေပဲထဲလို့ရနေတယ်အဲ့တော့တကဘာလုံးထဲလို့ရတယ်ဆိုရင်တော့အကြောင်းမဟုတ်ဘူးကျွန်တော်တပတ်ကိုတစ်ခါလောက်လွှင့်လို့ဒါပေမဲ့ထိုင်းတန်နိုင်ငံတွေတွေအခုကျွန်တော် light နှစ်ခုတင်ဘန်းငွေ၄သိန်းနီးပါးဗျာအဲ့ဒီဘန်းငွေ၄သိန်းနီးပါးဟာချမ်းသာတဲ့လူတွေကရော့ဘန်းငွေ၁၅000 2000 3000ဆိုပြီးသူတို့ထည့်ဝါကြတာမဟုတ်ဘူးတယောက်ကိုအများဆုံးမှ1000เนาะ တရာ200 30 20ရစပါတယ်အားလုံးပေါင်း90တရာထဲကြတယ်အဲ့ဒါဆိုလူဦးရေကိုတွတ်ကြည့်လိုက်ဘန်းငွေ၄သိန်းနီးပါးရဲ့လူဦးရေကိုတွတ်ကြည့်လိုက်မယ်ဆိုရင်ဖိုင်းရောက်နေတဲ့ကဒါဘလောက်တော့ဝိုင်းထဲဒါကျွန်တော်လိုက်တစ်ခုပဲရှိသေးတယ်အခြားခြားတော့ထောက်ဖို့တွေအခြားလိုက်တွေအခြားကမ်ပိန်းတွေတော့စတဲ့ဖြစ်အများကြီးအများကြီးရှိသေးရဲ့ဆိုတော့ဒီတိုင်းမှာရှိနေတဲ့ပြည်သူဦးရေရဲ့ထဲဝင်ရဲ့ငွေနှုံးတာတော့ဘလောက်တွားပြီလဲเนาะဒါကြောင့်မလို့လေးစားတယ် ဒီလိုပွဲမျိုးတွေကိုကျွန်တော်တို့လှုပ်ပြတာဒီနံပါတ်1ပွလင်းမြင်တာဆိုတာရှိတယ်တီတူကလည်းအားရတယ်ဘာသူတို့ထဲလိုက်တဲ့ငွေရှင်းမဲ့ကျွန်တော်လက်ထဲတော့ရောက်မလာဘူးဒါလိုက်ပဲအော်တိုပဲဒီထက်တိကျတာမရှိဘူးနော်ဟိုကျွန်တော်လက်ထဲရရင်တစ်စစ်သွားမယ်ဆိုရင်တော့မှဟာကိုစီရဲ့လက်ခံနိုင်ဝင်နေပြီအခုကအော်တိုသွားတာဒါလိုက်သူတို့မြေပြင်အထိတိုက်ရိုက်ပဲဆိုတော့ပြည်သူကလည်းဒီစနစ်ကိုတဘောကြကြဒါပေမဲ့ကျွန်တော်တို့လှုပ်တဲ့နေရာမှာအခက်အခဲတွေအများကြီးရှိပါတယ်ချို့တွေကြတော့ထုတ်ပြောလို့မရတဲ့အခက်အခဲတွေပါရှိတယ်ဒီပေါ်လဲ ကျွန်တော်လုံနေရတာအရေးစွန်ပြီးတော့လုံနေရတာဒါဆိုရင်သဘောပေါက်ပါเนาะကျွန်တော်မှာဘေးကျန်နှံချက်တွေအများကြီးရှိတယ်တိုက်ခိုက်မှုတွေအများကြီးရှိတယ်တိုက်ခိုက်မှုဆိုတဲ့အရာမှာဟိုဘက်ကနေတိုက်ခိုက်တယ်လို့မထင်နဲ့เนาะအဲ့လိုဟာမျိုးမှာကျွန်တော်လုံနေရတာဖြစ်တဲ့အတွက်နားလည်ပေးပါဘာလို့လဲချို့တဲ့အဖွဲတွေကသူ့အဖွဲကိုမနှုတ်ပေးဘူးငါအဖွဲကိုမနှုတ်ပေးဘူးဆိုတော့အဲပြောဆိုမှုတွေဖြစ်လာတဲ့အတွက်ကျွန်တော်တို့အနေနဲ့ဖြစ်နိုင်မယ်ဆိုရင်တော့ကျွန်တော်အများကြီးလုပ်ပေးခြင်းပါတယ်အဖွဲတိုင်းကိုလုပ်ပေးခြင်းပါတယ်เนาะဒါလေးကိုလည်းနားလည်ပေးပါနောက်တစ်ခုကကျွန်တော်တွန်လိုင်းရေး ဒီ time မှာအလူတွေခံနေကြတဲ့အချိန်အလူတွေခံနေကြတဲ့အချိန်အဲ့ဒီအချိန်တည်းကကျွန်တော်ကကျွန်တော်နဲ့ပတ်သက်တဲ့အဖွဲ့အစည်းဆိုကျွန်တော်ပြောတယ်အလူအဆောင်တွေကိုအလူတွားခံမယ်ဖြစ်နိုင်မယ်ဆိုရင်အဆောင်တွေကိုကျွန်တော်အလူမခံနိုင်ခြင်း။ဘာဖြစ်ဆိုတော့တော်လန်ရင်းမှာနေ့စဉ်ထဲဝင်တဲ့လူတကယ်လည်းလုံနေတဲ့သူဒါပေမဲ့အလုတ်ပိတ်ရက်လေးတနင်္ဂနွေနေ့လေးသူ့မှာအင်းစင်းအိတ်တယ်အိတ်တဲ့အချိန်မှာတော်တော်တော်တကားလာခေါက်တဖွဲ့ရောထပ်ထက်လိုက်20အနည်းဆုံးက4ဘွဲ့5ဘွဲ့လာဒါဒါအရင်အချိန်တွေက ဲ့တော့ဘာဖြစ်လာလဲဆိုတော့တော်လန်ရင်းမှာထဲထဲဝင်ဝင်လုံနေတဲ့လူတယောက်တောင်မှစိတ်မရှိတော့ဘူးဆိုတော့ဒါမျိုးတွေကလုံးဝမလုံနေတာအဲ့ဒီတော်လန်ရင်းအစအချိန်တည်းကကျွန်တော်ဒီကိစ္စတွေကိုအမြဲပြောတယ် online ပေါ်မှာလည်းကျွန်တော်မပြောရင်ပဲမြေပြင်မှာကျွန်တော်အဖွဲတွေဝင်နေဖြစ်လို့ရှိရင်အလူတွေသွားခံဖြစ်နိုင်မယ်ဆိုအဆောင်တွေကိုကျွန်တော်လူမခံနိုင်ဘူးအကဲကိုကကိုဒီကိုရက်ကွက်တဲ့ရအဆောင်ပဲကိုတိနေတဲ့ဒူတွေအဆောင်မလို့သွားလူခံမယ်ဆိုရင်လေအခန်းကိုအခောက်เสียအကြောင်းမရှိဘူးဘာဖြစ်လို့လဲသူတို့ ထက်တင်တယ်မထက်တင်ဘူးဆိုတာဒီအဆောင်ထဲကိုဝင်လိုက်တာနဲ့အလှူကန်လာပါလေကျွန်တော်တော်လိုင်းအတွက်ဘယ်နေရာအတွက်ဘာဒေတာအတွက်စစ်ပင်းဆောင်ဆိုတဲ့စစ်ပင်းဆောင်အတွက်လာပါလေခက်ချက်ချက်အွန်လိုင်းရပြီအလုံးကြားတယ်ထက်တင်တဲ့စိတ်ရှိတဲ့သူကထွက်ထက်တယ်နော်တငယ်ချင်းထွက်တယ်လို့ရှိတယ်ကျွန်တော်တော်လိုင်းအစဖြစ်ခါစားကျွန်တော်ယူနီယံဘရန်ဒါဖွဲ့ခါစားမှာအဲ့ဒါလို့လိုက်ပြီးတော့အလှူတစ်ခါနဲ့တစ်ခါမှကျွန်တော်ခံမှုတယ်နေနေကအတင်းခေါ်ရတော့ နော်အလာကိုဇီရိုလာဆိုပမာအလူခံကိုကျွန်တော်ရှိမှအလူလက်ခံကိုထင်တာတော့သူတို့ပဲဈေးလိုဟာမျိုးမှာအဲရက်ပြီးတော့အလူခံပေးအောင်ပဲထင်တာဘယ်ဟုတ်မလဲသူအားကျွန်တော်ပိုင်တယ်ဆိုပြီးအဲ့လိုပဲခေါ်သွားတော့ကျွန်တော်အဲ့ဒီစနစ်ကိုမကြိုက်ဘူးဒါပုံမှန်လေးနဲ့ပြောတာဘာဖြစ်လို့လဲနံပါတ်1စိတ်နှောက်ရှက်ဖြစ်တယ်ထဲတဲ့သူနံပါတ်2တော်လန်ရေးကိုလူအထင်သေးစရာဖြစ်မခံနိုင်ဘူးဒါကျွန်တော်ပုံမှန်လေးနဲ့ပြောတာကျွန်တော်အမြဲပြောတယ်နော်တထောင်းသားမဟုတ်ဘူးတထောင်းသားကပေးကြပါကမ်းကြပါခွက်ထဲကိုခွက်ခောက်တာချင်းတူပြီမဲ့ ်ခဏတော်လန်ရေးကအသက်တွေဘဝတွေခံယူချက်တွေယုံကြည်ချက်တွေရေးပြီးတော့လှုပ်ထားတာကပေါ်ကရင်ကပြက်ကရောလှုပ်လို့မရဘူးကျွန်တော်နဲနဲနဲတန်ဖိုးထိုက်တဲ့အရာမဟုတ်ဘူးဒါကိုကိုကအလွတ်လှုပ်လိုက်မယ်ဟဲ့ဆိုရင်ပြန်တက်ရောက်လာမယ်တက်ရောက်မှုတွေကတော်လန်ရေးကိုထိခိုက်တယ်တော့တော်လန်ရေးအခုထိုင်းမှာဒီပြဿနာတွေမတက်ခင်ကကျွန်တော်တို့ကျွန်တော်တတိပေးနေတယ်ထိုင်းမှာထောက်ဖို့တွေကိုတိုက်ခိုက်နေပြီနော်တိုက်ခိုက်နေပြီနော် NUG ကိုကျွန်တော်ပြောတယ်အခြားဖွဲ့စည်းတွေပြောတယ်ဘယ်သူမှခင်မဆိုင်ဘူး အဲ့ဒီချိန်မှာဈေးတဈေးမှာဆိုတနေ့ဝင်နေ့မှာဆိုရင်အ ਨੇ ဆုံးနှစ်ဖွဲ့သုံးဖွဲ့ဖလားနေတယ်နော်ခွက်တွေခောက်ကလောင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 ်ကျွန်တော်တို့ပတ်သက်တဲ့အဖွဲ့တွေဆိုကျွန်တော်တခါပြောတယ်ဖလားတဲ့အကျွေးစီးတဲ့ကြီးမခောင်းနဲ့မတက်ရက်နဲ့ထဲကျင်တဲ့သူကဝင်ထဲလိုက်တယ်ဘာမှအော်စရာလည်းမလိုခလောက်စရာလည်းမလိုဒါဘာအတွက်အလူခံတယ်ဆိုတော့သူတို့တိတယ်ရှင်းရှင်းလေးပဲနော်အဲ့တော့ကိုဘက်ကလွန်ကျူးမှုတွေကလည်းအများကြီးရှိတယ်နောက်တစ်ခုကဈေးမှာတချို့တွေဈေးတွေဆို၃လေးဘွက်ရှိတယ်ဘာထောက်ဖို့နာမည်လဲဘယ်သူမှလည်းမသိဘူး ဘယ်ဖွဲ့ကမှန်းလဲမသိဘူးဖလားနဲ့လာပြီးတော့ဈေးမှာလာရပြီးအလူခံတယ်အော်တော်လိုင်းရဲ့လူငွေဆိုပြီးထည့်တဲ့ပြည်သူကထည့်တယ်ဘယ်ဟုတ်ပို့လဲဘလောက်ရလဲဘလောက်တုံးဆွဲတယ်ကုန်ကြစိဘလောက်ရှိတယ်ဘသူမှစစ်မဲ့လူမရှိဘူးဘသူမှမသိဘူးအော်တပြေးပြေးနဲ့နောက်ဆိုရင်အဲ့ဒီထောက်ဖို့စီးပွားရေးပုံစံလောက်လာတဲ့လူတွေပေါ်ပေါက်လာအဲ့တော့ဘာဖြစ်လာလဲတော်လန်ရေးကိုပြည်သူအထင်သေးတာလေတော်လန်ရေးကကိုရင်ကပြောသလိုသူများမျက်မှောင်ကျိုးเสียဖြစ်လာ အဲ့ဒါတွေကကျွန်တော်တို့ဘက်ကစီစစ်မှုတွေလိုအပ်တာနော်ဒါတွေကဘလူးကစီစစ်ကမကျွန်တော်အမြဲပြောတယ် AUG အနေနဲ့ကဥပဒေကြောင်းရနော်ဖန်စီအရေးယူပိုင်ခွင့်ဒီကာလမှာမရှိပေမဲ့လူမှုရေးအရာကျွန်တော်စစ်ဆေးပိုင်ခွင့်ရှိပါတယ်နိုင်ငံတိုင်းမှာရှိတဲ့ထောက်ပို့တွေကိုတည်တည်ချေချာမွေးမြူရမှာ AUG ရဲ့အလုပ်အဲ့ဒီထောက်ပို့တွေရဲ့ဝင်ငွေလမ်းကြောင်းတွေထွက်ငွေလမ်းကြောင်းတွေနီးစနစ်တကျကျစီမံခန့်ခွဲစီစစ်ပေးရမှာလေ AUG ရဲ့အလုပ် ဲ့ဒါလို့လှုပ်ပေးလိုက်မယ်ဆိုရင်ထဲဝင်တဲ့ပြည်သူကလည်းတဘောကြမယ်ငွေလေလွဲ့ဘယ်အဖွဲ့စည်းကတော့ကိုနေ့ကပြောသူပြထိုင်းမှအခုတဘောထောက်ဖို့၁၀ဖွဲ့ရှိတယ်ထားဥပမာနော်ကိုစီတို့အဖွဲ့ခမရတို့အဖွဲ့ဝင်ဝင်ဘလို့ဝင်လာတယ်ဘလို့ပုံစံနဲ့ဝင်ငွေတွေဝင်တယ်အဲ့ဒါလို့သူတို့ပုံစံဝင်တယ်အဲ့ငွေတွေကိုဘလို့ပုံစံတုံးဆွဲတယ်သူတို့သူတို့တုံးဆွဲတယ်အဲ့ဒီငွေတွေကိုဘလို့ပြန်နေလွှဲပြောင်းတယ်ဘလို့တို့လွှဲပြောင်းတယ်အဲ့ဒါကိုပြည်သူချပြလိုက်အောင်ဟောနောက်တစ်ဖွဲ့လာနောက်တစ်ဖွဲ့ချပြအဲ့တော့ပြည်သူကကြည်နေမှာအာဘယ်ဖွဲ့ကတော့နော် ။ဤအောင်ကြောင်ရုံးမဖြစ်ဘူး။တိတိကျကျစရင်စရာတက်တက်တက်နေတယ်။အဘယ်အဖွဲကတော့တောင်ဤမြောက်ဤတဲ့စရင်နဲ့မပြနိုင်ကြိုးကြောင်နဲ့ဒီကောင်တွေမူမမှန်ဘူး။ဩနောက်ဆိုရင်လမ်းမှာလူခန်းနေတော့မှအာဒီဘွဲကကြည်ကြောင်ဘွဲဒီဘွဲကိုမထည့်နဲ့။ပြည်သူကခွဲကြွားလိုက်တယ်။တော်လန်ရင်းကိုပုံရိပ်ထိခိုက်စရာမလိုတော့ဘူး။ဒါဟာကျွန်တော်မဖြစ်မနေလောက်ကလောက်ခဲ့ရမယ်အလို့လောက်ကမှတော့မဟုတ်ဘူးနော်လောက်ခဲ့ရမှာကြံသိခဲ့ပြီအဲ့တော့တော်လန်ရေးတည့်ရဆိုတာ ်ဝင်ဝင်မရှိပဲဘာမှလုပ်လို့မရဘူးကျွန်တော်တို့ပြည်သူကိုလည်းကျွန်တော်ပြောချင်တာကနော်အတော်လှန်မနိုင်သေးဘူးလားမပြီးသေးဘူးလားပြောခင်ဗျားတို့ဘာတွေပေးထားလဲကျွန်တော်ကျွန်တော်ရဲဘော်တိုက်ရင်းမထားကျွန်တော်လက်ထဲမှာတနတ်ရှိပြီထားအဲ့ဒီတနတ်ထဲမှာကြီးစံမရှိရင်ဒီတနတ်ကဒုတ်လောက်တော့တန်မှုမရှိဘူးနော်စစ်တောင်းထိုးလာတယ်ဟဲ့ကြီးမရှိပဲနဲ့ကျွန်တော်အဲ့ဒီတနတ်ခုနဲ့တွားလုပ်လို့မရဘူးအဲ့တော့ကျွန်တော်တို့ကကြီးတွေလက်နဲ့တွေအပြည့်စုံပုံပေးထားရတဲ့မတိုက်လို့ရှိရင်တို့လက်နဲ့ကင်အပြည့်စီးစီးလေးကြီးတွေလက်နဲ့တွေလိုလီတွေမရှိ ြည်သူကပုံပေးထားတဲ့ဒါနဲ့တော်လန်ရေးရရေချိန်ကြားနေတဲ့ဒီစစ်ခွေးတွေကပြည်သူဒုက္ခပေးနေတယ်ဆိုရင်တော့ဒါဆိုရင်အဲ့လက်နက်ကင်ပြီးတော့တော်လန်တဲ့နေရာမှာနေတဲ့သူတွေအပြစ်ဒါပေမဲ့ကျွန်တော်တို့ကကြည်မပြောနဲ့ရိတ်ခါလေးတောင်လောက်အောင်မထောက်ပံ့ပဲနဲ့တော်လန်ရေးပြီးရင်လည်းဆိုရင်အသေးပဲရှိလားလုံးဝမရှိဘူးအဲ့တော့ရှင်းရှင်းလေးပဲကျွန်တော်ကတော့အဲ့ဒီစိတ်ဓာတ်တစ်ခုနဲ့ပဲကျွန်တော်တို့လုပ်ပေးတာဒီသူတို့တောင်အသက်အသေးခံပြီးတော့ဘဝတွေရင်းပြီးတိုက်နေတာကျွန်တော်တို့ပြည်သူကကိုယ်နှုတ်ကိုယ်လှုပ်ရင်းနဲ့ ငါးများဆယ်ပြားစုဆောင်းပြီးတော့ထောက်ပံ့တဲ့အလုပ်ကိုမလုပ်နိုင်ဘူးလားလုပ်ဖို့လုပ်နိုင်ရမယ်တော်တော်လန်ရင်းစိတ်ဓာတ်တကယ်ရှိရင်ပြီးပြီးမပြီးပြီးကြာကြာမကြာကြာကျွန်တော်တို့လုပ်ဖို့လုပ်နိုင်ရမယ်ဒါကြောင့်မလို့ဒီအစီအစဉ်လေးတွေကိုကျွန်တော်အပြင်ပန်းခံပြီးလုပ်ပေးတာဖြစ်ပါတယ်အခုလိုမျိုးเนาะဟိုဝင်းရံပေးတဲ့အတွက်မထင်မှတ်ထားတာဟိုဝင်းနေပြန်တော့เนาะအရှိတ်လိုက်မှဆိုတော့ကျွန်တော်တသိန်းလောက်ဝယ်မှန်းထားတာပါเนาะဘယ်နှသိန်းကျော်သွားတယ်အဲ့တော့အခုဒီညလိုက်မှဆိုတော့ရက်ကကတ်နေတယ်ရှင်းလိုက်နေဘယ်တော့မှမခွာဘူးလေ ်ဆိုတော့ရက်ကန်နေတယ်ဒါပေမဲ့နောက်ဖို့ရက်ဆုပ်ဖို့ဆိုတော့သူတို့ကမ်ပိန်းကပြီးတော့မယ်ဆိုတော့ရက်ကမမီဘူးဖြစ်နိုင်မယ်ဆိုတော့နောက်တစ်ပတ်လောက်မှဆိုရင်ပိုအဆင်ပြေတယ်အဲ့တော့ရက်ကမမီတဲ့အတွက်ဘာမှတော်ညာချိန်မရဘဲနဲ့လှုပ်လိုက်တယ်တသိန်းတော့ကျွန်တော်ပြည့်မယ်မထင်ဘူးညအောင်ကဒါပေမဲ့တသိန်းတုံးတောင်းကြော်တိရွာရတယ်ဒါဒေါ်ဟိုနေသူများနိုင်ငံလက်လူတဲ့ဒေါ်လာတွေမပါအဲ့တော့ဒါဒီပြည်ဒီဒေါ်လာရင်းမှာပြည်သူတွေအားအထူးသဖြင့်ထိုင်းမှာရှိတဲ့ပြည်သူအားတွေဘလောက်ရှိတယ်ဆိုတာကိုပြတာပါဒါကြောင့်မလို့ကျွန်တော်တို့တွေ တွေးမအေးပါနဲ့နိုင်တဲ့နေရာကဝိုင်းလုပေးပါလူမျိုးမခွဲနဲ့ဘာသာမခွဲနဲ့ဒီအာနာယူနဲ့တော်လှန်နဲ့ဒူတာ ခွဲကြပါအာနာယူတွေဘက်ကနေမနာနေပါကျွန်တော်တို့တော်လှန်ရေးမလုပ်တဲ့သူကိုအပြစ်တင်လို့မရဘူးတော်လှန်ရေးမဝင်ရတဲ့သူကိုအပြစ်တင်လို့မရဘူးဒါပေမဲ့အဲ့ဒီအာနာယူတွေနဲ့တော့သွားမပေါင်းနဲ့ပေါင်းရင်မင်းကရန်သူပဲရှင်းရှင်းလေးပဲနော်အမေမတူယုံနဲ့ရန်သူမဖြစ်ဘူးအမေအဒီကောင်တွေကအမေမတူနာနဲ့ရန်သူဖြစ်တယ်အဆောက်ပေါ်နေပြောတာအမေမတူယုံနဲ့ရန်သူတို့တွားပြောရင်ပြောတဲ့ကောင်ဆောက်ပေါ် ်စင်းစင်းလေးလေးကျွန်တော်တို့ပြောရမှာအမြင်မတူလို့ယန်တူပြောရမှာမဟုတ်ယန်တူနဲ့ပေါင်းရင်ယန်တူလို့ပြောရမှာစင်းစင်းလေးဒါကြောင့်မလို့ဒီပြည်ပရောက်နေတဲ့ညီကောင်တို့ကနေအနေနဲ့နိုင်တဲ့လောက်ဝိုင်းလို့ပါအားလုံးထောက်ဖို့တွေဖြစ်အောင်နေကြပါကျွန်တော်တို့မှထောက်ဖို့မဟုတ်ဘူးအခုမလေးရှားမှာဆိုညာကျွန်တော်တို့လူချင်းတို့မက်ဆန်ဂျာတွေကနေလိုက်ပြောအာချွတ်နေကြတော့ပြောတယ်ပုံမလေးအာမလေးရှားမှာလည်းကိုစီလိုလူမျိုးရှိနေခြင်းလို့အဲ့ဒါစကားမျိုးတွေကျွန်တော်မကြိုက်ဘူး ဒါဒီဘာဖြစ်လဲအချင်းချင်းမှတွေးခွဲစေမဲ့စကားမျိုးတွေပြ။အဲမလေးရှားမှာထောက်ဖို့တွေရှိတယ်။အဲ့ဒီထောက်ဖို့တွေဘာလိုအပ်တယ်။ဘာတွေပြင်ဆင်ရမလဲ။အဝေဖန်ပေးအကြံပြုပေးဖိန်းကြောင်းပေး။နော်။ဟိုကျွန်တော်အဲ့လိုလှမ်းပြောရင်ဒါအချင်းချင်းချင်းမှတယောက်နဲ့တယောက်အမြင်ဆောင်တဲ့ပုံစံမျိုးတွေဖြစ်ကုန်။ငကိုတွေကမှကျွန်တော်တိုက်ခိုက်နေကြတာ။ဆိုတော့ဒါမျိုးတွေကိုကျွန်တော်အားမပေးဘူး။အဲ့တော့အခြားနိုင်ငံတွေမှာရှိတဲ့ညီကိုမောင်တို့ကလည်းအနေနဲ့ကိုယ်နိုင်ငံမှာရှိပြီးသားထောက်ဖို့ကိုအားကောင်းအောင်ဝင်းရံပေးပါ၊စုစည်းပေးပါ။တိုက်ရိုက် ဆက်သွယ်ခြင်းလားလာဆက်သွယ်လို့မရရင်ကျွန်တော်ဆက်သွယ်ပေးမယ်ဝိုင်းလောက်ကြပါတအူးတယောက်တည်းကိုအားကိုးတဲ့ဇရိုက်မျိုးတွေကိုကျွန်တော်တို့ရှင်းချပါပြည်သူအားလုံးဒီအစွမ်းစရှိတဲ့ပြည်သူဖြစ်နေတဲ့စနစ်ကိုကျွန်တော်တွားခြင်းတယ်လူတိုင်းကနေမရှိသေးရတယ်ငါမရှိသေးရတယ်အားလုံးဟာအရေးရှိရှိတဲ့ပြည်သူတွေအားလုံးဟာထောက်ပို့နိုင်တဲ့ပြည်သူတွေအားလုံးဟာတော်လှန်ရေးကိုနိုင်အောင်တိုက်မဲ့ပြည်သူတွေဖြစ်ကျွန်တော်တို့လိုချင်ပါတယ်ဒါကြောင့်မလို့ထောက်ပို့တွေများများထွက်ပေါ်လာပါလို့ကျွန်တော်တို့ဖိတ်ခေါ်ပါတယ် ခြားနိုင်ငံတွေမှာရှိတဲ့ညီကိုမောင်တော့လည်းအနေနဲ့လှုပ်ပါနော်လှုပ်နိုင်ပါတယ်ခင်ဗျားတို့မှာအားလုံးလှုပ်နိုင်တဲ့အစွမ်းစတွေလူတိုင်းရှိတယ်မလှုပ်ပဲနေလို့လားမဖြစ်တာလှုပ်ရင်လူတိုင်းဖြစ်တယ်ဒါကြောင့်မလို့ထောက်ဖို့လှုပ်ချင်စေလှုပ်ချင်တဲ့စိတ်ရှိတဲ့လူမှန်တယ်မြရဲရဲတည်တည်ရှစ်ထွက်ပါလာဟဲ့ကိုစိုက်ရုံမှာအရင်ခံလိုက်မယ်လာငါတော့ဒီတစ်ပတ်ဘယ်ဖွဲ့ကိုပို့မယ်ကွာမင်းတို့ထက်မလားလာမင်းနာမည်ဘလူလေရော့မောင်ဖြူ90မောင်နီ90ဘလူဘလောက်လာကုန်လားရော့ဟမမင်းတို့ပို့ထားတဲ့ပတ်စံအားလုံးပေါင်းဘလောက်ရလဲဘာကုန်ကြစရိတ်ရှိတယ် ။ကုန်ကြမ်းစိတ်မရှိနဲ့ကုန်ကြမ်းစိတ်မရှိဘူးကြောက်မင်းတို့ပေးထားတဲ့ငွေအားလုံးငါဘယ်ကိုပို့လိုက်လဲ။ဟောတစ်ဖက်။ဟောတစ်ဖက်ဖြစ်နေကိုယ်ဆက်ယုံကနေအနီးနားပတ်ဝန်းကျင်ဆက်ယုံနေပါလူတွေတိလာမကို။ဟောလူတွေတိလာရင်ကိုယ်ဆက်ယုံကအလူခန္ဓာဒီလ9000ရရလေဆိုရင်နောက်ထပ်ဆက်ယုံတေယုံကပေါင်းလိုက်ရင်6000ရလာမှာ8000ရလာမှာ။ဟောပို့ပြီးတော့အားကောင်းစွာအလုပ်လုပ်လာနိုင်တယ်။နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ထောက်ပို့တွေမြန်မြန်ထွက်ပေါ်လာပါဝိုင်းလုံးကြပါလို့တိုက်လုံးပါလေကျွန်တော်တို့တော်လှန်ရေးမှာလိုအပ်နေတာထောက်ဖို့ပါเนาะဘလောက်ပဲ အသေးခံရဲတဲ့လူတွေများများအဲ့တနတ်ထဲမှာကြီးမရှိရင်အဲ့တနတ်ကဒုံးလောက်တော့တန်ဖိုးမရှိဘူးအဲ့တော့အဲ့ဒီသူတို့စစ်သားတွေအတွက်ကျွန်တော်တို့ကဘာလို့ပေးရမှာလဲဆိုတော့သူတို့အတွက်အားတွေဖြစ်အောင်ကျွန်တော်တို့ဖြစ်သေးမရเนาะဒါလေးကိုအားလုံးတတိပြုစေခြင်းပါတယ်အဲ့တော့ညအားလုံးကပါဝင်ထဲ့ဝင်ကြတဲ့ငါချက်တစ်ဆယ်ရစပြီးတော့အားလုံးထဲ့ဝင်တဲ့ဒူတူတယောက်ချင်းတိုင်းကိုလေးစားစွာနဲ့ခုံယူပါတယ်ဒီတမိုင်းလေးကိုမှတ်ထားပါ နောက်တစ်ချိန်မီးတွေမြစ်တွေရတဲ့အချိန်ငါတို့ထိုင်းနိုင်ငံမှာနေတော့ကတော်နိုင်ရေးအတွက်ကိုစီအဲ့လိုလိုက်လွတ်နေတဲ့အချိန်မှာငါတို့ဘလို့ထဲ့ခဲ့တာလေပတ်စံမရှိရကြတဲ့ကဟိုတယောက်ဆိုရင်ပါဗန်ထဲမှာ28ဘတ်ရှိတယ်အကုန်လုံးလွှဲလိုက်တယ်တကယ်ကိုလေးစားတယ်အဲ့လိုလူမျိုးတွေအဲ့လိုစိတ်သက်တယ်เนาะအဲ့ဒီဟာတမိုင်းတွေကဘယ်တော့မှပြောက်မှာမဟုတ်ပါဘူးတိလားအဲ့ဒါတန်ဖိုးဖြတ်မရတဲ့တမိုင်းတွေပါ